နော်ဝေးနိုဘယ်ဆုချီးမြှင့်ကော်မတီကအခု2025ခုနှစ်အတွက်ငြိမ်းချမ်းနိုဘယ်ဆုကိုဗနဇွဲလားဒီမိုကရေစီရဲ့တက်ချွန်လှူရှားသူအမျိုးသမီးကောင်းဆောင်မာရီယာကိုရီနာမာချာဒိုကိုချီးမြှင့်ခဲ့တယ်လို့သိရပါတယ်။မာရီယာကိုရီနာမာချာဒိုဟာဗနဇွဲလားပြည်သူတွေရဲ့ဒီမိုကရေစီအခွင့်အရေးနဲ့အာဏာရှင်စနစ်ကရင်းချမ်းစွာကုပြောင်းရေးအတွက်မဆုံးမနစ်ကြိုးပမ်းခဲ့မှုတွေကြောင့်ဆူယာရှိခဲ့တာဖြစ်ပါတယ်။မာရီယာကိုရီနာမာချာဒိုဟာဗနဇွဲလားအာဏာရှင်လက်အောက်မှာ လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကိုကျင်းပနိုင်မှုနှစ်ပေါင်း20ကျော်ကြာတိုက်ပွဲဝင်ခဲ့ရပြီးပြီးခဲ့တဲ့2024ခုနှစ်မှာတိုက်ခန့်သမရလောင်းဖြစ်အနိုင်ရရှိခဲ့ပေမဲ့သမရနီကိုလက်စ်မာရူတိုဦးဆောင်တဲ့အစိုးရကသူမကိုရွေးကောက်ပွဲဝင်ခွင့်15နှစ်ပိတ်ပင်ခဲ့ပါတယ်နိုဘယ်ဆုချီးမြှင့်ကော်မတီကသူမရဲ့ Belox Over Bullocks ကြီးစံများစာမဲပုံးကိုရွေးချယ်ခြင်းဆိုတဲ့အထင်ကရစကားစုကိုချီးမွမ်းခဲ့ပြီး မာချာတို့ဟာအသက်ညင်ချင်းချောင်းမှုတွေနဲ့ကြုံတွေ့နေရပေမဲ့ငြိမ်းချမ်းစွာတိုက်ခိုက်ဖို့တတိရှိသူဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။နိုဘယ်ဆုချီးမြှင့်ကော်မတီကဒီမိုကရေစီဟာငြိမ်းချမ်းရေးအတွက်အခြေခံအုတ်မြစ်ဖြစ်ပြီးအခုအခါအာဏာရှင်အစိုးရတွေတိုးပွားကဒီမိုကရေစီစနစ်ဆုတ်ခွာလာတဲ့ကမ္ဘာကြီးမှာနေထိုင်နေရတယ်လို့ထောက်ပြပြောဆိုခဲ့ပါတယ်။အခု2025ခုနှစ်နိုဘယ်ဆုတွေကစာပေနိုဘယ်ဆုကိုဟန်ဂေရီနိုင်ငံကစာရေးဆရာကရရှိခဲ့ပါတယ်။ ဆေးပညာယူပဝေဒနဲ့ဓာတုဝေဒဆိုင်ရာနိုဘယ်ဆုတွေကိုတော့အမေရိကန်ဂျပန်နဲ့အခြားနိုင်ငံတွေကသိပ္ပံပညာရှင်တွေအသီးသီးဆုခွင့်ရရှိခဲ့တာပါ။